ုဒ္ဓဘာသာတို့ဤယဉ်ကျေးမှုထုံတမ်းစင်လာအရာဘာသာရေးဆိုင်ရာယဉ်ကျေးမှုပွဲလမ်းကြီးကြီးငယ်ငယ်အစုအဝေးနဲ့ပြုလုပ်ကြတဲ့အခါမှာပရိစ္ဆာစုံညီပြီးဆိုရင်နိဗ္ဗာန်သောဓမ္မဂောတကပြုလုပ်တဲ့ပုဂ္ဂိုလ်ကယန္နာသုံးပါးကတော့ဤတရဏဂုံသီလများခံယူကြပါစို့ခမည်းဆိုတဲ့ အတံပေးလိုက်လို့ရှိရင်လောကဥပမာမိုးဥကြတခိုးတောင်ကမိုးချိန်မိုးချုံလိုက်ရင်တောထဲမှာရှိကြတဲ့ရွှေဥတောင်းတွေဒီတကောင်နဲ့တကောင်အချင်းအချက်မရှိပဲကြပြိုင်နဲ့တညီတညွတ်ထဲကေကာကေကာဆိုတဲ့ဝမ်းမြောက်ဝမ်းသာတွင်ကျူးတဲ့အတံတွေကိုကြပြိုင်နဲ့တွင်ကျူးကြတယ်လို့ထို့အတူ ဓမ္မဂေါတကတရားကျွေးကြောနိဗ္ဗာန်စွာပြုလုပ်တဲ့ပုဂ္ဂိုလ်ကယရဏသုံးပါးကတော့၍သဒ္ဒနဂုံသီလများစောက်တည်ခံယူကြပါစို့ခင်ဗျာလို့တရားမူချုံလိုက်ရင်ဗုဒ္ဓဘာသာ သူတော်စင်အမျိုးသားအမျိုးသမီးဒီဟူသောရွှေဥတောင်းတို့သည်တပြိုင်နက်တည်းတညီတညွတ်တည်းဩကာသဩကာသအစရှိတဲ့ယရဏသုံးပါးအာကတော့တဲ့စတံကေကာတံဒီဟာ ညံပြီးတော့ထွက်လာအဘိဓမ္မာသဘောအရာဘုန်းကြီးတို့အရက်ထဲမှာအယောင်နဲ့တယောက်တစ်ဖက်နဲ့တစ်ဖက်စိတ်ချင်းအခမ်းမသိလို့ငါနင်းအဲ့ဒါလိုပြောကြဆိုကြတဲ့အခါမှာငါတလုံးနင်းတလုံးရိုင်းပြတဲ့အတန်ကြီးတလုံးတလုံးဖြစ်ပေါ်လာဖို့ရန်အတွက်ဒေါသမှုအကုသိုလ်ဇောတွေဟာ 49ကဒေါတမှုအကုသိုလ်ဇောစိတ်တွေဖြစ်မှနင်းဆိုတဲ့ရမ်းပြတဲ့အတန်ကြီးတတံငါဆိုတဲ့ရမ်းပြတဲ့အတန်ကြီးတတံဖြစ်ပါအကုသိုလ်ဘက်မှာအကုသိုလ်ဇော49ကြိမ်ဇောမှဖြစ်မှအကုသိုလ်နဲ့ဆိုင်ရာအတန်တတံတတံထွက်တယ်လို့ ကုသိုလ်ပဲဆိုင်ရမှာလည်းပဲယတနာ၃ပါးကြောတယ်ဆိုရင်ဩကာသမှာပဲဆိုပါစို့ဩတလုံးဖြစ်လာဖို့ရန်အတွက်မဟာကုသိုလ်ဇောစိတ်တွေ၄၉ကဖြစ်မှာဩအတံပီပီသတာတတံထွက်တယ်ကာမလည်းပဲထို့အတူပဲ၄၉ချိန်သမာလည်းပဲ၄၉ချိန်အဲ့ဒီလိုကုသိုလ်ဇောစိတ်တွေ 49ကာ49ကာတတန်တတန်မှာတို့မှာရတယ်လို့စိတ်แทကြိုတင်အာယံဝမ်းမြောက်ကြပါအဲ့ဒီဇာဘိုက်တွေသည်ဆိုလိုရင်းကတော့ဖရာတရားတန်ခါယရဏသုံးပါအပေါ်မှာမတော်တဆငေစဉ်တောင်ကြီးကလေးဘဝဖရာမန်တရားမန်တန်ခါမန်မကြည့်တဲ့အချိန်က မတော်တဆပြူမပြောမှကြံမှခဲ့တော့ကာယကံဝစီကံမနောကံအပြစ်သဗ္ဗဒေါသဆိုတဲ့အတိုင်းအပြစ်ဖေးအညစ်အကြေးများမိမိကိုယ်မှာလိမ့်ထိန်ညှိကပ်နေခဲ့ရင်ထိုအပြစ်ဖေးအညစ်အကြေးကိုယရဏအသုံးမအာရှိခိုးကြတော့တဲ့ပဏာမစေရဏပြတ်ထမ်းတော့မဟာကုသိုလ်စိတ်စေတသိက်ဆိုတဲ့ရေကြီးရေအေးဖြင့်ပထမဒုတိယတတိယ တစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်တိုင်အောင်ဆေးကြောဖွက်လျော်လိုက်အဲ့ဒီလိုဆေးကြောဖွက်လျော်တဲ့အနေတစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်မြောက်အောင်ဖရာယရဏတရားယရဏတန်ခါယရဏယရဏမြတ်သုံးပါးတို့ကိုဖရာတပြည့်တော်အယုသေးအလေးမြတ်လက်အုပ်မိုး၍ရှိခိုးပူဇော်ဖူးမြော်မှန်းလျော့ကြောပါဤအရှင်ဖရာဆိုတဲ့ဤအချိန်မှာတတန်တတန်၌ မဟာကုသိုလ်ဇောဤလေးချက်ကိုကလေးချက်ကိုကဇောတော့မဟာကုသိုလ်ဇောစိတ်တုပ္ပတိဟုတော့ရည်ရင်နဲ့မိမိတို့ခန္ဓာအစဉ်ကိုတတွန်းတွန်းချေကျော်ပြီးပြီအဲ့ဒီအချိန်မှာမိမိတို့ခန္ဓာအစဉ်၌ယန္တနာ၃ပါးနဲ့ပတ်သက်သောကာယကံဝစီကံမနောကံအပြစ်အညစ်အကြေးဟာအနည်းငယ်မျှမရှိတော့ဘူးရေ၃ချိန်ချိုးပြီးတော့ ခန္ဓာကိုယ်စင်ကြယ်နေတဲ့အမျိုးသမီးအမျိုးသားလို့တခါလေးဖြစ်သွားအဲ့ဒီအခါမှာလူလောကသဘောရေစင်စင်ကြယ်ကြယ်ဆေးချိုးပြီးတဲ့အမျိုးသမီးအမျိုးသားတွေမိဘထံပါတော့အာရေချိုးပြီးလို့ခန္ဓာကိုယ်သန့်စင်နေတဲ့အချိန်မှာပန်းကောင်းပန်းရင်နဲ့အဝတ်ကောင်းဝတ်ခြင်းနဲ့နတ်လာကောင်းလိမ့်ညင်ပန်းကောင်းပေးပါအဝတ်ကောင်းပေးပါနတ်လာကောင်းပေးပါတောင်းကြလို့လို့တောင်းကြလို့ပဲ ခြေပေါက်တဲ့အခါတောင်းတယ်ထို့အတူဘုရားဘာသာအမျိုးသားအမျိုးသမီးတို့လည်းမိမိတို့ထိုအချိန်စင်ကြဲသောကိုယ်ခန္ဓာရှိနေတဲ့အချိန်မှာသီလပေးမဲ့သင်္ဃာတော်ကိုခြေပေါက်လက်ခံမိဘတံသာသမီတောင်းတယ်လို့အာမန္တိတိတရဏေနသဟပင်စသီလံဓမ္မံယာစာမိအရှင်ဘုရားတပည့်တော်ဒီခုအချိန်အမတန်စင်ကြဲသောခန္ဓာကိုရှိနေပ ဒီခစင်ကျေသောခန္ဓာကိုရှိနေတဲ့တပြည့်တော်သည်အရှင်ဖေယဓမ္မတရဏဂုံကုံကံဒီဟုသောဥစိုက်ပန်းတွေငါးပါးသီလဒီဟုသောဝတ်ကောင်းဆရာငါးမျိုးနတ်တာကောင်းနတ်တာပြောင်းငါးမျိုးကိုပန်ရလူကြောင့်ဝတ်ရလူကြောင့်လိမ့်ရလူကြောင့်တောင်းပန်ပါれတောင်းခံပါれရှင်ဖေယအနုကံကတ္တဝါသီလံဒီထမေပန်းဒီ ဗန္တိရှင်ဖျားလောကံချင်းမြောက်မှုကိုကတ္တဝါပြု၍မေတ္တပြည့်တော်အာသီလံကရဏဂုံသုံးခန်းဥဇိုက်ပန်းနှင့်တကွာငါးခန်းသောသီလတည်ဟူသောဝကောင်းစလငါးမျိုးနတ်တာကောင်းနတ်တာပြောင်းငါးမျိုးကိုဒီထကရုဏာရှိရှုပေးတော်မူကြပါကုန်ဖျားကောင်းပေတောင်းမြတ်တဲ့ချိန်မှာကဘုဒ္ဓတရားပင်တဲ့ချိန်မြောက်လေထို့အတူပါဠိလိုတောင်း တတိယံပြီသုံးချိန်မြောက်လည်းပဲထို့အတူပါဠိလိုတောင်းတော့သီရပေးတဲ့ကိုတော်ကဘာအတံပေးလိုက်ယမဟံဝဒမိတံဝရေထာဒကာဒကမတွေကဘာဆိုလိုက်တော့အာမဗန္ဒီဘာလုပ်ကြတာတော့ဆရာတကာလို့ဆိုရင်ပြောတတ်ပါစေအေးယမဟံဝဒမိတံဝရေထလို့ဆိုလိုက်တဲ့ ပြီးတော့ပြီးတဲ့ကိုတော်ရဲ့ဆိုလိုရင်းကဒကာဒကမအပေါင်းသူတော်ကောင်းတို့တရဏဂုံဆိုတဲ့ဥစိုက်ပန်းတွေ၅ဘာသီရဆိုတဲ့ဝတ်ကောင်းစလန်၅မျိုးတဏိနန္ဒာပြောင်းနန္ဒာကောင်း၅မျိုးဟာဘဂတိပန်းဘဂတိအဝတ်ဘဂတိနန္ဒာလိုအထေတရဝတ္ထုကြီးနဲ့ကင်ပြီးယော့ပန်းဟဲ့ယော့ဝတ်ဟဲ့ယော့လင်းဟဲ့အဲ့ဒီလိုအထေတရနဲ့ ကင်ပြီးတော့ပေးလို့ရကောင်းတာမဟုတ်ဘူးနှုတ်ကမြွတ်ပြီးတော့ဆူ၍သောက်တီမရကောင်းတဲ့တရဏဂုံပန်းရကောင်းတဲ့ငါးပါးသီလဝတ်ကောင်းစလနတ်တာကောင်းငါးမျိုးဖြစ်တယ်ဒီတော့ရှေ့ကနေပြီးတော့သောက်တီဘုံကိုဆူပေးမယ်အဲ့ဒီဆူပေးတဲ့သောက်တီဘုံကိုမမားအောင်လိုက်ဆူကြဒီအတိတ်ပဲနော်ဒီသီလပေးတဲ့ကိုယ်တော်က ယမဟံဝရမိတံဝရေတာသာဓုဝနှလုံးပြောပြောင်းသူတော်ကောင်းတို့ယံအချင်းသရဏဂုံဆောက်တီဘုံငါးပါးသီလခံယူဆောက်တီဘုံကိုအာငါဒီဝဒမိရှိကတိုင်တဲဆိုး၍ပေးပါအံတန်ထူငါဆိုး၍ပေးတဲ့ငါးပါးသရဏဂုံဆောက်တီဘုံငါးပါးသီလဆောက်တီဘုံပါဠိကိုတုံမေသင်သူတော်ကောင်းတို့သည်ဝတိထအတုလိုက်ကဆိုကြပါတိုက်တွန်း မမအောင်လိုက်ဆိုကြနော်လို့တလူတိုက်တွန်းတော့ဒကာရကမကအာမဗန္ဒီဗန္ဒီရှင်ဖုရားအာမကောင်းပါပြီကောင်းပါပြီအရှင်ဖုရားလို့ဆိုလို့ထိုအခါသီလပေးတဲ့ကိုရောကဗာစပေးလိုက်ဗာစပြီးတော့ရွတ်ပေးဆိုပေးလိုက်တယ်နမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တာဖုရားရှိခိုးစာပဲကလေးလေးကစဆိုးနိုင်တယ် ဘေးဆိုနိုင်လို့စာပိုက်တို့လို့များတန်ဖိုးနေတယ်မအောင်မင်းနဲ့မြတ်စွာဘုရားရဲ့ဂုံတော်ဒီမြောက်များစွာရှိတဲ့အ낵ကလူတကာနတ်တကာဇမားတကာတို့ရဲ့နှုတ်ဖြားမှာအလွန်ထင်ရှားတဲ့ဘဂဝါဂုံအရဟံဂုံတမ္မတမ္ဗုဒ္ဓဂုံဆိုတဲ့ဂုံတော်ကြီးသုံးပါးနဲ့ဘုရားကိုရှိခိုးတဲ့ဇာပိုက်ဖြစ်ပါတယ်။ဒါကြောင့်ဘုရားကရဏဂုံမခံခင်၅ပါးသီလမဆောက်တည်ခင်ရှေးဥစွာမြတ်စွာဘုရားအား ိုးတိုးချင်းချင်းနဲ့လူရင်ထိကြိုက်အောင်ရှ िख ိုးကြအောင်စို့အဓိပ္ပာယ်နဲ့သီလပေးတဲ့ကိုတော်ကနမောတတဗုဒ္ဓတော်အရဟတော်တမ္မာတမ္ဗုဒ္ဓတာရှေ့ကတိုင်တယ်ဆိုပေးလိုက်အေးဒကာရုံမတွေကတခေါက်ပဲသီလပေးတဲ့ကိုတော်ကတိုင်တယ်ဆိုပေးပေမဲ့ဒကာရုံမတွေကသုံးခေါက်အဓိပ္ပာယ်ရှိအေးအနှစ်ပေးကြည့်ဘဂဝါတော်ဘဂဝါဂုံတော်ယင်ဖြစ်တော်မူထတော့ အရဟတောအရဟံဂုံရောယင်ဖြစ်တော်မူထတော်တမ္မာတံဗုဒ္ဓတာတမ္မာတံဗုဒ္ဓဂုံရောယင်ဖြစ်တော်မူထတော်တတထုမြတ်စွာဘုရားအာနမောယူသိမြတ်လို့ရှိခိုးဥညပါဤဖျားဖျားရှိခိုးတဲ့စာပတ်မြတ်စွာဘုရားရဲ့ဘဂဝါဂုံအရဟံဂုံတမ္မာတံဗုဒ္ဓဂုံရောကြီးသုံးပါးနဲ့ချီးကျူး၍ဖျားကိုရှိခိုးတဲ့စာပတ်ဒီစာပတ်ဖြင့် တကြမင်းကြီးလည်းပဲတက်ကပင်ညတော့လာပြီးတော့ဖရာထံလာပြီးတော့အိမ်အိမ်တွာလာလှိုင်းကူမှာတက်ကပင်ညတော့နာပြီးလို့တောတာပန်အရိယာဖြစ်တကြဘဝအသိရပြီးတော့ပြန်လာနီးတဲ့အခါမှာပြန်လာနီးကြတော့ဒီနမောတ္တရနဲ့ပဲမြေကြီးကိုလက်နဲ့ပို့ပို့ပြီးတော့အတင်မြေကြီးစီမတုံမလှုပ်တယ်လို့ကျွန်ုပ်လည်းပဲဖရာယရနာအပေါ်မှာမတုံမလှုပ်လက်ဝယ်ယုံကြည်တဲ့ လောကုတ္တရာတဏှဂုံတည်တဲ့ပုဂ္ဂိုလ်တရားဆိုတဲ့အဓိပ္ပာယ်နဲ့မြေကြီးလက်နဲ့ပုတ်ပုတ်ပြီးတော့သူကနမောတ္တတုံးတော့ဆိုပြီးတော့ရှ िख ိုးပြန်ထို့အတူပဲဗာမတိမြမကြီးများဖယားထံသာပြန်နေဆိုရင်ဒီနမောတ္တနဲ့ပဲသုံးပါမတ္တရာရှ िख ိုးပြီးတော့ပြန်ရလူကြီးလောကကပတိနေဒီကောတရာတို့လိုမင်းပညာရှိတွေပောက်ခရတာတိတို့မြမယုတို့ဆိုတဲ့ ုံနာပန္ဒိတ်ပညာရှိတွေအေးသူတို့လည်းပဲမြတ်စွာဘုရားတချို့ကြတော့ဘုရားရှိရာဘက်ကိုမှန့်ပြီးတော့မတ်တရိုက်ပြီဒီနမောတတ္တနဲ့ဘုရားရှိခိုးကြအဲဒီလိုလူပညာရှိနတ်ပညာရှိဗြဟ္မာပညာရှိဆိုတဲ့ပညာရှိပန္ဒိတ်ပုဂ္ဂိုလ်တွေအလွန်မြတ်လို့အပ်တဲ့ဘုရားရှိခိုးစာပတ်ဖြစ်လို့မိဘဘိုးဘွား ဆရာသမားများကငါတန်းငါတမိငါမြည်တို့တိရပြီးတဲ့ကိုတော်ကတစ်ခေါက်တိုင်တယ်ပြီးပင်မဲ့မင်းတို့ကသုံးခေါက်ဆိုကြအင်မတန်ဘူးတန်နဲ့ဖျားရှိခိုးကတာဒီအတိတ်ပဲနဲ့ဒီအမြော့ဒီလိုရည်ရွယ်ချက်နဲ့မိမိတို့ရဲ့မိဘဘိုးဘွားအထက်အထက်ကလူကြီးများကဒီနမောတ္တကိုသုံးခေါက်ဆိုရုံအရှင်ပြုတ်ပဲအေးအဲ့ဒီအရှင်ပြုတ်တာကိုကဘုပြောလို့ အမှန်တန်ဒုပဲရှိတယ်ဘုရားရှိခိုးစားပါကျင်းချင်းနဲ့အလွန်တန်ဖိုးရှိတယ်ဘုရားရှိခိုးစားပါအဲသီလပေးတဲ့ကိုယ်တော်ကတစ်ခေါက်တယ်ဆိုပေမဲ့ငါတန်ငါသမီးငါမြည်တို့သုံးခေါက်ဖြူကြဟာဆိုပြီးသူတို့ကရှိကမူချပေးသွားဟေးဘုရားရှိခိုးပြီးတဲ့အခါကြတော့ဘုဒ္ဓံတရဏံဂိသမိဓမ္မံတရဏံဂိသမိသံဃံတရဏံဂိသမိအဲ့ဒီစာပိုက်သုံးပိုက်ဆိုနေတဲ့အချိန်မှာ အသံတတံတတံတတံမှာဖရာယရဏာကိုကြီးညိုတဲ့စိတ်တရားယရဏာကိုသံသာယရဏာကိုသူ့အပိုင်းနဲ့သူကြီးညိုတဲ့တရားတရားပြီးတော့ဖရာတရားသံသာသည်ယရဏာကုမရငါတို့ရဲ့အာထာကိုပွဲရဘဲလို့သိတဲ့ပညာဒီတရားပညာနှစ်ပါးကောင်းဆောင်တော့မာကုသို့စိတ်တည်ဗုဒ္ဓံတရဏံကိသာမိဆိုရင်မဲ့ရှစ်လုံးရှိတယ် တလုံးတလုံးမှာမာကုတုစိတ်တွေ49 49ချိန်ဖြစ်အဲ့ဒီမာကုတုစိတ်စေတသိက်အစုကိုဗုဒ္ဓသရဏဂုံလို့ခေါ်တယ်ထိုအတူဓမ္မသရဏဂိသာမိရွတ်တဲ့အခိုက်မိမိတို့တဏ္ဍာမှာဖြစ်တဲ့မာကုတုစိတ်ပေါင်းများစွာကိုဓမ္မသရဏဂုံသံဃံသရဏဂိသာမိရွတ်တဲ့အခါဖြစ်တဲ့မာကုတုစိတ်ပေါင်းများစွာပါဠိလို့ တန်ကတရဏကမဏမြမလူတန်ကတရဏဂုံတန်ကတော်အကုဝေရာဟူ၍ရှိကတိမှကြောင့်ဖြစ်တော့မာကုတုစိတ်စီတသိလို့အဓိပ္ပာယ်ရှိပါအေးဥပမာအလင်္ကာနဲ့တင်စားပြောရလို့ရှိရင်အဲ့ဒီစာသုံးပတ်ရွတ်လိုက်ပြီးနဲ့တပြိုင်နက်အမျိုးသားအမျိုးသမီးတို့ရဲ့ခေါင်းပေါ်မှာဗုဒ္ဓတရဏဂုံဆိုတဲ့ပန်းပေါ်ဓမ္မတရဏဂုံဆိုတဲ့မာကုတုပန်းပေါ် တန်ကတရဏဂုံဆိုးရဲ့မဟာကုတုပန်းဘွားပန်းတုံးစဉ်ဆင်းလျက်ပွင့်လျက်တင့်တယ်တဲ့တရဏဂုံပန်းကံကြီးတခိုင်ကိုမိမိတို့ပန်းမိဆင်းမိကြပြီထိုအခါသီလပေးတဲ့ကိုယ်တော်ဟာအိုးမိဘကသာဓမီပန်းတခိုင်ပန်းတာမြင်တော့လှတော့နောက်ထပ်လှကြည့်ခြင်းလို့သားရဲ့သမီးရဲ့နောက်ထပ်တခိုင်ပန်းမအောင်ဆိုပြီးအလားသီလပေးတဲ့ကိုယ်တော်ကဒုတိယမိဘုရားတရဏဂေသာမီ ဒုတိယံဘိဓမ္မံတရဏံကိစ္ဆာမိဒုတိယံဘိသံဃံတရဏံကိစ္ဆာမိဒုတိယမြောက်တရဏဂုံပတ်မဲ့ကြီးကိုနှုတ်ကဆိုပြီးတော့ပေးပြန်ဟာတရားတော်မတွေကလည်းပဲဝမ်းမြောက်ဝမ်းသာနှုတ်ကဆို၍ထိုဒုတိယမြောက်တရဏဂုံပတ်မဲ့ကြီးကိုယူကြအေးယူပြီးတော့မိမိတို့ကောင်းမော်ပန်ထားလိုက်တယ်ဆိုပါစို့ ဒုတိယပြီဆိုလိုက်တဲ့အခါတရဂုံပန်းကင်နှစ်ခိုင်မိမိတို့ခေါင်းပေါ်မှာမြိုင်မြိုင်ကြီးပန်မိထိုကမိဘလှုပ်တဲ့ပုဂ္ဂိုလ်ဟာနှစ်ခိုင်တဲ့တော့တုံးကင်ကပူလာအလေကောင်းကတခိုင်လေဝဲကတခိုင်လေရာကတခိုင်ပူလာမင်းကတွမ်းတာတို့မိတတိယပန်းကင်ပန်းအောင်လို့ပေးတယ်လို့သီလပေးတဲ့ကိုယ်တော်ကတတိယမိဗုဒ္ဓံတရဏံဂိသမိတတိယံမိဓမ္မံတရဏံဂိသမိတတိယံမိသံဃံတရဏံဂိသမိဆိုပြီးတော့တရဏဂုံပန်းကင်ကြီးပေးပြန် အာဒကာဒကမကြီးကလည်းနှစ်သက်အာယံဝမ်ပန်းတတဆို၍ယူကြအေးဒီအချိန်မှာမိမိတို့ခေါင်းပေါ်မှာသရဏဂုံပန်းကင်ကြီးသုံးကင်ပန်မိနေပြီတဲ့ဒီအချိန်သီလပေးတဲ့ကိုယ်တော်ကဘာလုပ်လဲသရဏဂမဏံပရိပုံနံပါဠိစကားပြောလိုက်တရားတော်မတွေကအာမဗန္တိပါဠိလိုပြန်ပြောကြဘာတို့ဆိုရတာလဲနားလေရာ အေးမိဘနှစ်ပန်းကနေပြီးသားတို့သမီးတို့ပန်းပန်ပြီးပလားလို့မေးတယ်တိရပြီးတဲ့ကိုတော်ကသရဏဂမဏံပရိပုံနံသာတော်နှလုံးပြောပြောင်းသူတော်ကောင်းတို့သရဏဂမဏံသရဏဂုံတုံးကံဥဆိုင်ပန်းလန်းလန်းစွန့်စွန့်ပန်းရှင်ချင်းဆိုတဲ့အမှုသည်ပရိပုံနံပြည်ဆောင်ကြပလားအိုးသရဏဂုံပန်းကြီးပန်းလို့ပြည်ဆောင်မလားကျေနပ်ပလားအားရပလားမေးလိုက် ုံခါတကတော့မကအာမဗန္တိပြည့်စုံမှာပြီဖေယကျင်နဲ့ပါပြီဖေယအားရပါပြီဖေယလို့ဒီလိုပြန်ပြောလိုက်တာထိုအခါကျမှသီလာပေးတဲ့ကိုတော်ကအဝတ်ကောင်းဆလတတဲ့ဝတ်ကောင်းတတဲ့တတဲ့တတဲ့ပြီးတတဲ့တဏိနဲ့သာကောင်းတမျိုးပြီးတမျိုးလှန့်လှန်ပေးတယ်လို့နော်သီလာပေးတဲ့ကိုတော်ကအနာတိပါတာဝိရမဏိသေကာဝရံသမာတိယာမိဆိုပြီးတော့ ဘာနာတိဘာတဝုရတိပိလာတိဟူသောအဝတ်တထေပေးလိုက်ပြန်နန္ဒာကောင်းတမျိုးပေးလိုက်ပြန်ဟေးတခါတခါဒီကလေးပဲဝမ်ပန်းတသာလိုက်ဆူ၍ထိုဘာနာတိဘာတဝုရတိပိလာတိဟူသောအဝတ်ကောင်းကိုမိမိကိုယ်မှာဆင်းလိုက်နန္ဒာကောင်းကိုမိမိကိုယ်မှာလိမ့်သခြေလေးလိုက်အင်းနောက်ဒီကဒီလာပေးတဲ့ကိုတော်ကအဋ္ဌိနာဒါနာဝိရမိသိက္ခာပဒံသမာဓိယာမိဒုတိယမြတ်အဋ္ဌိနာဒါနာ ဝိရတိပြီလတိဟူသောအဝတ်ကောင်းဆရာနန္ဒာကောင်းကမျိုးပေးလိုက်ပြန်ဆိုပေးလိုက်အင်းဒီကဒီကမဒီကဝမ်းမြောက်ဝမ်းသာဆို၍ယူကြမိမိတို့ကိုယ်မှရှင်ပြီးဝတ်ပြီးကြအင်းဒီကတတိယံပြီးသုံးကြိမ်မြောက်ကြတော့ကာမိသမိသာသာရဝိရတိတိလတိဟူသောအဝတ်ကောင်းနန္ဒာကောင်းလေးကြိမ်မြောက်ကြတော့မုဒဝါဒမှာရှောင်ကျင်ချင်းဆိုတဲ့မုဒဝါဒဝိရတိတိလဒီဟူသောအဝတ်ကောင်းနန္ဒာကောင်း ။နာချိန်မြောက်ကြတော့သူရာပါဏဝိရတိသီလတိဟူသောအဝတ်ကောင်းနတ်သာကောင်းကိုကန်ဝတ်တော်လိမ့်တော်လို့ဆိုပြီးအလားရှိကတိုင်တိုင်ဆိုးဆိုးပေး။တရားတော်မကြီးလည်းပဲဝမ်ပန်းတတာလက်၍ဆိုးဆိုးယူကြ။အေးအဲ့ဒါဒီဥပမာအလင်္ကာပြောပြောလို့ရှိရဲ့ဝတ်ကောင်းစလားငါမျိုးနေရာတကျဝတ်ပြီး အင်းတဏိနဲ့တာကနဲ့တာကောင်းနဲ့တာပြောင်းမှမျိုးကိုနေရတဲ့ကြအလှဆုံးလိမ့်ပြီဥပမာအလင်္ကာနဲ့ပြောတယ်အဲ့ဒီအခါမှာမိဘကနေပြီးတော့အဝတ်ဆန်းဆန်းဝတ်ပြီးနဲ့တာကောင်းကောင်းလိမ့်ပြီးပန်းကောင်းကောင်းပန်းပြီးတဲ့သံသမီးကိုကြည့်ပြီးဝမ်းမြောက်တော့ဗာပြောမလဲမိဘကဥပမာဗာပြောမလဲဆိုတော့ငါသားတို့ငါသမီးတို့ဒီပန်းကြီးဒီအဝတ်ကြီးဒီနဲ့တာကြီးနဲ့ငါသားတို့ငါသမီးတို့နဲ့တိတ်လိုက် ဓာရီရှင်များလိုက်တဲ့အတွက်သိတင်းနေသွားကြီးတော့သားတို့သမီးတို့အဲ့ဒီပန်းနေလို့မသွားအောင်အဲ့ဒီအဝတ်တွေညှင့်မသွားအောင်အဲ့ဒီနန္ဒာတို့ပြေးမသွားအောင်ချက်သားတို့ချက်သမီးတို့တတိပြုကြလို့အဲ့ဒီလိုမိဘကတတိပေးတယ်လို့သီလပေးတဲ့ကိုတော်ကဒီတရဏီနတာပင်စင်ကသီလံသာဓုကံကတ္တဝအဗမဒီနတံပါတိသာပြောလိုက် ဟာဒကာဒမကြီးကအာမဗန္တိဆိုလိုက်ဘာလို့တော့အတိပဲသိကြတယ်မသိတယ်တော့မသိဘူးနော်အေးသူ့ဟာတော့အပေးအယူကတော့ပါဠိကတော့ဖြောင်းတီလာပေးတဲ့ကိုတော်ကဒါတော်နှလုံးပြောင်းပြောင်းသူတော်ကောင်းတို့တုံးမေတင်တို့ဒီတိတရဏီနာတရဏဂုံတုံကံဥဇိုက်ပန်းနဲ့သာတော်ကဘင်းရှင်ကတီလာ၅ပါးတီလာကြည့်ဟူသောဝေကောင်းသလ၅မျိုး နတ်သားကောင်းနတ်သားပြောင်း၅မျိုးအခုဆင်ပြီးဝတ်ပြီးပန်ပြီးတဲ့တရဏဂုံပန်းတွေသီလတိဟုသောအဝတ်ကောင်းစလတွေနတ်သားကောင်းသူကိုသာဓုကံကတ္တဝါတတိမြဲမြဲမြန်မြန်ထားပြီးတော့အဗမာတိနာမမိမလျော့တဲ့တတိဖြင့်သံပါတိထတရဏဂုံပန်းတွေနှွမ်းမသွားဘူး ငါဘာတိလဆိုတဲ့အဝတ်ကောင်းဆရာငါမျိုးနဲ့ဒါကောင်းနဲ့ဒါပြုံးငါမျိုးမြင့်မသွားအောင်ပြေမသွားအောင်အေးကြီးစွာသောတတိဆောင်းလျက်တန်းပါဒေထမချိုးမပေါက်မကြမပြောက်ရအောင်ထိမ့်သိမ့်ဆောင်းလျှောက်ပြည့်စုံကြပါစေလို့တိုက်တွန်းစကားပြောတာဒီမှာတရားကမတွေကအာမဗန္ဒီကောင်းပါပြီအရှင်ဘုရားလို့ဝန်ခံလိုက်ကြဤအခုအချိန်ဒီ မိမိတို့ပြီးခဲ့တော့လုပ်ငန်းရှင်ရဲ့တန်ဖိုးကိုဝန်တာအောင်ပြောပြီးတဲ့အချိန်ဒီအချိန်မှာမိမိတို့ကိုယ်၌ကရဏဂုံတိဟူသောဥစိုက်ပန်းတွေနာဗာသီလတိဟူသောအဝတ်ကောင်းငါမျိုးလက်တာကောင်းငါမျိုးကိုပန်ပြီးဝတ်ပြီးလိမ့်တာပြီးသောအနေမှာဓမ္မနေပေကကြည့်ရင်ရောက်နေတယ်အဲ့ဒီရောက်နေတော့လောက၌အဝတ်ကောင်းဝတ်ပြီးနတ်တာကောင်းလိမ့်ပြီးပန်းကောင်းပန်းပြီးတဲ့အမျိုးသမီးအမျိုးသားတွေဘာလို့ကြလို့မင်္ဂလာပွဲတပင်ဝတ်နေ အေးထို့အတူပဲတဏ္ဍဂုံပန်းပန်ပြီးတော့ငါးပါးဒီလဝတ်ကောင်းစလားငါးပါးဝတ်ပြီးတော့နတ်တာကောင်းငါးမျိုးရိမ့်သတ်ပြီးတော့တတို့အမျိုးကောင်းတာအမျိုးကောင်းသမီးများသည်တရားမင်္ဂလာဘွဲကိုဝင်ရရအောင်တဲ့